ရော့ဘ်ဒါဆန်ပြောထားတဲ့တန်ချူရူမာကတ်စတရစ်ဘူရူနဲ့ပတ်သက်တဲ့သတင်းပေါ့နော်ဒီနေရာမှာ United အနေနဲ့ရာဒီယိုအမေရိကန်ခီးစင်နေမစခင်မှာဆန်ချူနဲ့မာကတ်စတရစ်ဘူအန်တိုနီဆန်တို့ဂါနာချူရူရဲ့အနာဂတ်တွေကိုရဲတရဘက်6ဘက်အတော်တွင်ရအောင်ဖြည့်ရှင်းရမှာဖြစ်တယ်ပေါ့အကယ်၍အဲ့ဒီအချိန်ထိကိုပဲအပြောင်းရွှေ့တွေမပြည့်ပြတ်ခဲ့ဘူးဆိုလို့ရှိရင်နီးပြအံမိုရီအနေနဲ့ခက်ခဲတဲ့အဆုံးဖြတ်ချက်တွေချနိုင်ချေရှိတယ်ပေါ့ရောင်းချလိုတဲ့ကစားမားတွေကို ရာသီကြိုသာခေါ်သွားမယ်ဆိုရင်အာယုံနောက်စရာတွေဖြစ်လာနိုင်တယ်။ကာရင်နဲ့မှာထားခဲ့မယ်ဆိုလို့ရှိရင်လည်းတခြားကလပ်အသင်းတွေနဲ့အပြောင်းအရွှေ့ညှိနှိုင်းရာတွေမှာဆွေးနွေးတဲ့နေရာမှာအသင်းဘက်မှာအာရုံသွားနိုင်နေပေါ့။အဲတော့ဝက်ဆမ်ရဲ့ဘက်ကတော့ဆန်ဂျူကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုရှိတယ်။ဒါပေမဲ့လို့ပေါ့နော်။ကစားမရဲ့လောက်ခလာစာကဝက်ဆမ်ပေးနိုင်တဲ့အခြေအနေမျိုးမှာရှိမနေဘူး။ တော့ဆန်ကျူတာလာတာရှုပ်ယူရင်တော့အပြောင်းအရွှေ့ဖြစ်နိုင်ပြီမဲ့လို့အခုလက်ရှိကစားမရဲ့ဘက်ကဘလို့အချိန်နည်းကျွန်တော်မသိရသေးဘူးပေါ့နော် market stretch ကလည်းနောက်ထပ်တရာသည်အငားထက်ပြီးတော့ချနိုင်ကြည်လဲရှိနေသေးတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါကအသင်းတွက်တော်တော်တိုင်ပက်ပါတယ်ဟိုဘလို့ပြောမလဲကျွန်တော်တို့ရာသီယိုအခြေစမ်းပွဲစဉ်တွေမတိုင်ခင်တော့ပေါ့နော်ကျွန်တော်အမှန်နဲ့အပြီးတက်ကျွန်တော်ဖြတ်နိုင်မှကျွန်တော်ရမှာစဉ်းစားကြည့်ပါရာသီယိုအခြေစမ်းပွဲစဉ်တွေမှာဟိုဘလို့နီးပြအနေနဲ့ဘလို့ဆက်လုပ်ရမလဲအကယ်လို့ဒီကောင်ပဏီကမရောင်းနိုင်ဘူးဆိုရင် โอเคဒါဆိုငါခေါ်သွားရမှာလားဘာလို့လဲဆိုတော့အကယ်လို့ဒီကစားမားတွေကိုလည်းမရောင်းနိုင်ဘူးဒါပေမဲ့ရောင်းမယ်အထင်နဲ့လည်းယာတီယိုခြေဆုံးပွဲစဉ်တွေခေါ်မသွားဘူးဆိုတော့ယာတီစတော့လေဒီကစားမားတွေကရောင်းမထွက်သေးဘူးဆိုရင်ယူနိုက်တက်ကစားမားတွေအဖြစ်ပဲသူရှိနေဦးမှာဆိုတော့ဒီကစားမားတွေကိုယာတီယိုတွေခေါ်မသွားခဲ့တော့လာမယ့်ယာတီပလန်တွေထဲမှာသူတို့ပါမနေဘူးအဲ့တော့နောက်ယာတီမှာလူစင်းင်းထဲမှာရှိနေပြီးတော့သုံးမရတဲ့အခြေအနေမျိုးကြီးဒါဆိုလို့ရင်ကိုရီဘက်ကအများကြီးနစ်နာတာပဲကျွန်တော်ရှိတယ်ဗျဘယ်လိုမှအသင့်အတွက်က ဒီဘယ်လိုပြောမလဲအစင်ကပြေမနေဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီအငှားတွေပါချမယ်ဆိုတော့ကန်တာတပါတော့ market stretch ဖို့လိုပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်အငှားတွေပါတက်ချရနိုင်စီရှိတယ်ပေါ့အထူးသဖြင့်ကိုပေါင်တန်း40လောက်နဲ့ရောင်းချခြင်းနဲ့ဒါပေမဲ့ရောင်းမထွက်ဘူးနော်ပေါင်တန်း40ရောင်းချခြင်းနဲ့ရောင်းမထွက်ဘူးဆိုတော့အသင်းမှလည်းဆက်ပြီးတော့ပလန်နဲ့မှမပါဘူးဆိုတော့ခေါ်ထားလို့ကမဖြစ်ဘူးအနည်းဆုံးတော့လာစာလီမှာတက်တာတက်တာဆိုတဲ့ပုံစံမျိုးနဲ့နောက်တရာဒီအငှားထက်ချမယ်ပေါ့ ဲ့ဒါမျိုးကတော်တော်ကိုတိုင်ပတ်တယ်အသင်းမှာမလုတ်အသင်းဆုံးကကျွန်တော်တို့ဒါအငှားချတာပဲကိုအသင်းကနေပြီးတော့စာချုပ်တက်နှစ်လေကျွန်တော်ယော့သွားမယ်ပြောင်းရွှေ့ကြီးကလည်းကျွန်တော်ဘာမှရမှာမဟုတ်ဘူးလစာကြော်တော့လေအပြည့်အဝကိုဒီကင်းလို့ခွင့်ရှိမှာမဟုတ်သူတို့တွေကနော်လစာတဝက်စီဆိုတဲ့ပုံစံမျိုးလာမှာ80 30ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်လာမှာဘာလို့လဲဆိုတော့ဘယ်အသင်းကပဲခေါ်ခြင်းခေါ်ခြင်းများ Rashford ရဲ့လစာ3သိန်း2000ကျွဲကိုလက်ရှိပရီးမီးယားလိဘယ်အသင်းမှပြီးမှာမဟုတ်ဘူး Sancho လစာ3သိန်း3သိန်းကျွဲကို ဘယ်သူမှလက်ရှိပရီးမီးယားလိအသင်းနေပြီးမှာမဟုတ်ဘူးဆိုတော့ဘာဖြစ်လဲဆိုတော့သူတို့ ਨੇ ပတ်သက်လို့ရှိရင်ယူနိုက်တက်ကအငှားချမယ်ဆိုရင်လာဇာကတက်ဝက်ပြီးဆိုတဲ့ပုံစံမျိုးတွေလာမှာယူနိုက်တက်ကလာဇာတသိန်းပေးတဲ့ဟိနောက်ထပ်နှစ်သိန်းခွဲကိုတော့ကျန်တဲ့အသင်းကပေးဆိုတဲ့ပုံစံမျိုးတွေကျွန်တော်လာမှာသိရမှာဆိုတော့ဒီလောက်ချီစွမ်းရှိတဲ့ကစားမားတွေကိုဘာမှအသိပ်ပြီးတော့အကျိုးမပြုနိုင်တဲ့ကစားမားတွေကိုဘယ်သူကလာဇာတွေနှစ်သိန်းနှစ်သိန်းခွဲပေးပြီးတော့ခေါ်ထားခြင်းမလဲဒါကြောင့်ဘယ်တော့ကျွန်တော်အငှားဒီအသင်းအတွက်တော်တော်အတိုင်းအပတ်ဆုံးပဲ เนาะတိုင်းအပတ်ဆုံးပဲကျွန်တော်တို့เนาะဆိုတော့စာချုပ်ကလည်းတနှစ်ညော့သွားပြီဆိုတာနဲ့ဗျာကစားမားကိုတနှစ်ညော့ရင်ညော့တဲ့အတိုင်းတန်ဖိုးကကျသွားမှာကျွန်တော်တင်လို့ရမှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့စန်ချူကလည်း25နှစ်ရှိပြီမလားเนาะ market stretch ဆိုလို့ရင်28 29ရှိပြီဗျာဆိုတော့ခြုံကြည့်ရရင်အတင်းတွေဒီကစားမားတွေနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကဟိုဒီချက်ပို့ပြီးတော့ဗောနော်ထီရအောင်ကျွန်တော်လုံးနေမှာကျွန်တော်ဖြစ်မှာ မဟုတ်လို့ရှိရင်တော့အသင်းတွေဘလူးမန်အဆင်မပြေဘူးတေးကြတာတကူကတော့ဂါနာချူတို့ရက်ရှ်ဖူတို့အန်တိုနီဆန်တိုတို့မာကတ်စတရက်ရှ်ဖူတို့ဆိုတာမျိုးက၄ယောက်ဆိုတော့အသင်းရဲ့ပလန်နေထဲမှာမပါတော့ဘူးဆိုတော့ဗောနော်ကျွန်တော်တို့ဒီကစားမတွေနဲ့ပတ်သက်ရင်မြန်မြန်ကျွန်တော်ဖြည့်ရှင်းနိုင်မှကျွန်တော်ရမှာသူတို့ရောင်းမထွက်ဘူးလူတို့ရဲ့အနာဂတ်တွေကိုမဖြည့်ရှင်းနိုင်ဘူးဆိုရင်ကိုရီကနွေယာဒီ sorry ဒီယာဒီယိုခြေတန်းပွဲစဉ်တွေခေါ်သွားတာမသွားတာတက္ကနာထားကိုရီလိုလိုချင်ပါတယ်ဆိုတော့ channel examer တွေရဲ့အပြောင်းအရွှေ့တွေဘယ်လိုမှ ဆက်ပြီးတော့ဖြစ်ဖို့မရှိဘူးဒါဟာတော်ကိုတိုင်ပတ်တဲ့အချိန်တွေကိုကျွန်တော်ရောက်သွားမှာဆိုတော့နောက်ထပ်ကစားမားတွေလည်းခေါ်ဖို့ဆိုလို့ရှိရင်အချိန်တွေလည်းကျွန်တော်ကောင်းဖို့ဆိုလို့ရှိရင်သိကြတဲ့ဒီကစားမားတွေရဲ့အပြောင်းအရွှေ့တွေကကျွန်တော်ရောင်းနိုင်မှာကိုဖြစ်မှာ